နော်ရှေ့ပတ်ရှေ့ပတ်ထဲမှာပဲဖြစ်ဖြစ်ပေါ့နော်3800ဆိုတဲ့ဈေးတန်းတစ်ခုကလွယ်လွယ်လေးရောက်ချင်ဒီနိုင်ပိုင်းပဲအဲ့တော့ဒီသဘောတွေကိုကျွန်တော်ခံမှန်းချက်အရာဆိုရင်ခုနအဖီဒီရဲ့ဘန်ဒိုနုံထပ်ပြီးတော့ဒုတိယအကြိမ်လုံနိုင်ခြင်းရှိတယ်ဆိုတော့နော်သုံးသက်ချက်တွေအကုန်လုံးခံမှန်းချက်တွေအရာဆိုရင်ကြော်သွားနိုင်တယ်ကြော်သွားနိုင်တာကအဲဒီလာရဲမဟုတ်ရင်တော့ဥပမာလာစမ်းပိုင်းလောက်ဖြစ်မှာအဲ့တော့ကျွန်တော်ဒါစိတ်စိတ်ကျွန်တော်စိတ်ထဲမှာထင်တာပြောလိုက်မယ်နော် တချို့ကကြတော့ဟာ၄000ဖြစ်မလားခုနပြောတာလည်းရှိတယ်ပေါ့တချို့လဲခံမှန်းပညာရှင်၄000အထိဖြစ်မဲလို့ဒါတက်ကွန်မန့်တွေရေးကြတာလည်းတွေ့ပါတယ်နော်အဲ၄000တောင်တချို့ကြော်ရေးတာကြီးလည်းရှိတယ်노ဝင်ပါလောက်ပါ노ဝင်ပါလောက်ပါအဲအဲ3800မဟုတ်ဖဲနေ3900အထိမြန်ရောက်မလားကမ္ဘာရွှေနော်အဲရောက်သွားခဲ့ရင်နော်အဲပြောပြီနော်ရောက်သွားခဲ့ရင်ကျွန်တော်ကတော့3900လောက်မှာ break ဖြစ်သွားမလား ၄တောင်ထိတော့ကျွန်တော်မမှန်ရဘူးဒါအမှန်ပြောတာမမှန်ရဘူးဒါပေမဲ့၃တောင်900လောက်မှာ break ဖြစ်ပြီးတော့အယောင်သမားအနေနဲ့စဉ်းစားပါအဲ့ကျကျွန်တော်ကနည်းနည်းအယောင်သမားဘက်ကိုပြန်လာပါ၃တောင်900လောက်ထိဆိုရင်တော့ break ဖြစ်မလားပေါ့နော်အဲ့ဖြစ်သွားပြီးအဲ့ချိန်မှာအယောင်ပြန်ပြီးတော့တော်တော်စဉ်းစားပြီလေဒီလောက်ဆိုရင်တော့နောက်ဆုံးပြန်ခဲ့ထားတော့ဗျာမိတ်ဆွေတို့ပြောတယ်ဥမာ၄တောင်တွေပါဖြစ်ပြီဆိုရင်အယောင်ပြန်တန်နိုင်မလားပေါ့နော်ပြန်တန်လာလို့ရှိရင်နည်းနည်းပြန်ဆင်းမလား ပြတ်ဆင်းမလားဒါအဲ့ဒီချိန်မှာကိခုနပြောတဲ့ geopolitics တွေနည်းနည်းညင်မယ်နော်ပြုတ်မယ်ဆိုလို့ရှိရင်ထားပါတော့3500နဲ့ခုန3900ပဲဖြစ်ဖြစ်3800ပဲဖြစ်ဖြစ်ဒါပေမဲ့3800လောက်မှာတော့ကျွန်တော်ထင်တယ်အရန်သိအယောင်မတန်လောက်သေးဘူးအဲ့3900 4000လောက်ဆိုရင်တော့နည်းနည်းရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ပေါ့နော်ခဏ break ဖြစ်သွားလောက်တယ်နော်ပြီးရင်အဲ့ဒီလူတွေကပြန်ထုတ်ရောင်းလို့ပြန်ကြဘယ်လောက်ထိကြမလဲပြန်ဆင်းလာ ဒါဆိုဘယ်လောက်ကြာလဲ WG ဒီ3500အထိပြန်မဖြစ်နိုင်ဘူးလို့မပြောနိုင်နော်ဟိုပြောချင်တာကြမယ်ဆိုရင်လဲနော်ကြမယ်ဆိုရင်လဲဒါပေမဲ့3500အောက်တော့တိတ်မလွယ်တော့ဘူး3500လောက်ကိုတော့ပေးထားတော့ပေးစားတော့ပဲပေါ့ဗျာအဲတခုပဲရှိတယ်အမေရိကန်ရဲ့ခုနဘန်ဒိုးနှုံးရေဒေါ်လာအစွဲတင်ကြည့်ရအောင်အဲ့တော့လောလောဆယ် trend လက်ထက်ပါ ကမ္ဘာရွှေသည်ကြောင်းအလားလားတိတ်မရှိဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်เนาะအဲ့တော့ကျွန်တော်တို့ FED သည်နှစ်ကုန်ပိုင်းမှာတစ်ကြိမ်လောက်အတိုးနှုန်းချလာနိုင်တယ်နိုင်ငံရေးကမ္ဘာနိုင်ငံရေးကတော့အဲကမ္ဘာနိုင်ငံရေးစီးရေးကတော့ကျွန်တော်တို့ကပို့ပြီးတော့အရန်ငိမ့်ချင်းချမ်းချမ်းဘက်ကိုသွားမဲ့ပုံစံမျိုးတော့ geopolitics မှာတိတ်မတွေ့ရဘူးရုရှားနဲ့ NATO NATO အဖွဲ့နဲ့เนาะဒါရုရှားကညှိနှိုင်းကြီးများတယ်နောက်တစ်ခုကရုရှားကို ခုနပြောခဲ့သလိုရုရှားကြီးပြိုကွဲသွားတဲ့အခြေအနေမျိုးကြီးဖြစ်လာနိုင်လားဆိုတာအထီကိုတန်ရရှိလာဘူးเนาะအဲ့လိုပြည်တွင်းမှာရုရှားပြည်တွင်းမှာလည်းနိုင်ငံကြီးမငြိမ်မှုတွေတော့ဖြစ်လာပြီးသူတို့ပြန်ပုံကန်တဲ့လက်နက်ကင်ပုံကန်တဲ့เนาะအဖွဲ့တွေတောင်ရုရှားနိုင်ငံထဲမှာပေါ်လာပြီလို့အခုရပိုင်းမှာသတင်းတွေ့တယ်ဆိုတော့ရုရှားဒီအဲ့လိုအလုပ်ခက်တွေရှိတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ဖက်မှာကြတော့ခုနပြောတယ်အာဒီဟိုပါပေါ့အဲဒီမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပြန်ပြောရင်တော့မြန်မာနိုင်ငံကတော့လာမယ့် လတွေကအားလုံးလဲတည်တဲ့အတိုင်းပဲเนาะနှစ်ကုန်ပိုင်းထိကကျွန်တော်တို့ CA ကပို့ပြီးတော့เนาะဟိုဒါဘာပဲဖြစ်ဖြစ်အားလုံးလဲတည်တဲ့အခြေအနေပါเนาะ CA နိုင်ငံရေးတည်ပို့မှုပြီးတော့เนาะခက်ခဲကြမ်းတမ်းတဲ့ဖြတ်သန်းမှုတွေကိုကျွန်တော်ဖြတ်အောင်ပါเนาะဖြတ်အောင်ပါဆိုတော့ဒါမြန်မာအခြေအနေပေါ့အဲ့တော့ဈေးကွက်တည်3000နဲ့ November မှာခုနပြောတဲ့အမြင့်ဆုံး3000နဲ့အခုတိုင်းသွားမယ်ဆိုရင်3800ကြော်ပြီးတော့3900လောက်အထိပေါ့နော်ဟိုအရန်မဖောက်ရင်တော့အဲ့လောက်အထိကတ်သွားခဲ့ရင် ဲ့နေရာမှာ break ဖြစ်ပြီးတော့ကျွန်တော်တို့နည်းနည်းငြိမ်နိုင်မလားပေါ့နော်ခံမှန်းတာဒီအဲ့လောက်မှာ၄00ဆိုရင်အယောင်ဘက်ကိုနည်းနည်းပို့ပြီးတော့ကြိုက်မလားပေါ့နော်အယောင်ဘက်အဲ့အရန်ကြော်ပြီးတော့ set light ဖို့ဆိုတာတော့အဲဒါဒီဒီ trading သဘာဝပေါ့နော် trading သဘာဝဆိုတော့စီးပွားရေးအရဥလားဟို bitcoin လို့ပေါ့ဗျာ bitcoin တော့ဘာမှကြိုက်လို့လည်းမရဝါစားလို့လည်းမရဒေါ်လာတစ်သိန်းကျော်တယ်မြန်မာငွေနဲ့တွက်တာကြီးသိန်း9000ဟို3000လောက်ဂူဂူဂူဈေးနဲ့ဆိုသိန်း9000လောက်ကိုရှိမယ်နော်အဲ့တော့ ဟိုဒါကတော့ပြောလို့တော့မရစီးပွားရေးဖြစ်တဲ့အတွက်သို့တော်လည်းကျွန်တော်ကတော့အဲ့လိုမှန်းတယ်၄တောင်လောက်မှာတော့တစ်ချက်ရက်ပြီးတော့နည်းနည်းပြန်ငြိမ်ပြီးတော့နော်နည်းနည်းအချိန်ပြန်တော့ကြာမယ်နော်ချက်ချင်းတော့အဲ့လောက်ကြီးတောက်ချောက်တောက်ချောက်တက်သွားရင်ပဲအဲ့လောက်ကြီးကြတယ်ဟိုကပ္ပရွှေရဲ့အဲဈေးနှုန်းတိအဲအရင်မတန်တဲ့ဈေးတွေကိုခံမှန်းလာလိမ့်မယ်